မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလမ်းရှိုးမျိုးသိမ်းတိုက်ပွဲမှာဒဏ်ရာရရှိခဲ့တဲ့လမ်းရှိုးဒုတိယခရိုင်ရဲမှူးလှမျိုးကို MNDAA ကစေကူတောင်းမှုပေးခဲ့တဲ့အတွက်ပြန်လည်ကျမ်းမာလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လမ်းရှိုးမျိုးကာကွယ်ရေးတံပြန်တိုက်ခိုက်မှုမှာဒဏ်ရာရရှိခဲ့တဲ့လမ်းရှိုးမျိုးဒုတိယခရိုင်ရဲတပ်ဖွဲ့မူအား မဟာမိတ်တပ်ဖွဲ့များကကုသမှုပေးခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာလာရှုံမြို့ကိုအပြည့်အဝလွတ်မြောက်ကြောင်းကြေညာထားပြီးတော့ယခုအခါမှာမဟာမိတ်တပ်ဖွဲ့တွေဟာလာရှုံမြို့မှာအာနာသိန်းတပ်ကလက်နက်ချလင်းဝင်ခဲ့တဲ့စစ်တုံးမန်းများကိုအစွမ်းကုန်စေကုသမှုပေးနေတဲ့အထဲမှာလာရှုံမြို့ဒုတိယခရိုင်ရဲမှုဥလမျိုးလေအပါဝင်ဖြစ်ကြောင်းသိရှိရပါဗျ။လာရှုံလွတ်မြောက်ရေးစစ်စင်ရေးအစမှာလာရှုံမြို့တွင်စစ်စင်ရေးဂိတ်များနဲ့လုံခြုံရေးကင်းလက်မှုများကိုရဲမှုလမျိုးကတာဝန်ယူခဲ့ပြီးတော့ဇူလိုင်လ20ရက်နေ့အထိစစ်ပွဲပြင်းထန်မှုကြောင့်လာရှုံမြို့ကထွက်ပြေးရန်ကြိုးပမ်းခဲ့တယ်လို့သိရပါဗျ။ ်ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်ထွက်ပြေးလာတဲ့အချိန်မှာလာရှိုးမျိုးရက်ကွက်တည့်ရဲ့ကြောင်းပေးမှာအမြောက်ကြီးစားထိမှန်ပြီးတော့ဒဏ်ရာရရှိကစေးရုံကိုတွားရောက်ကူတမှုခံယူခဲ့တယ်လို့သိရပါဗျ။လာရှိုးရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုမဟာမိတ်တပ်တွေကတိုက်ခိုက်ပြီးတဲ့နောက်မင်းအောင်လှိုင်ရဲ့အာနာသိန်းစစ်တပ်ကဒဏ်ရာရတဲ့ရဲဘော်များနဲ့စစ်သည်များကိုစွန့်ပစ်ထားခဲ့တယ်လို့သိရပါဗျ။မဟာမိတ်တပ်ကတပ်မတော်စေးရုံကိုသိမ်းပိုက်ပြီးတဲ့နောက် အောက်ခြေအရာရှိဆက်တီများနဲ့၎င်းတို့ရဲ့မိသားစုဝင်များကိုဘေးကင်းရာကိုရွှေ့ပြောင်းပေးခဲ့ကအနောက်တန်းဆေးရုံကိုကုတရန်စီစဉ်ပေးခဲ့တယ်လို့သိရပါဗါးကာလာအတန်ကြာဈေးကုတမှုခံရပြီးတဲ့နောက်ရဲမှုလှမျိုးရဲ့ကျမ်းမာရေးအခြေအနေဟာတဖြည်းဖြည်းကောင်းမွန်လာတယ်လို့သိရပါဗါး ကုသမှုကာလအတွင်းမှာမဟာမိတ်တပ်များကမင်းအောင်နိုင်ရဲ့အာဏာသိမ်းတပ်အရာရှိများနဲ့စစ်သည်များကိုဒန်းတူညီမျှဆက်ဆံပြီးတော့လူသားချင်းစာနာမှုအကူအညီများကိုအစွမ်းကုန်ပံ့ပိုးပေးကာကုသမှုခံယူနေရဆဲဖြစ်တယ်။မင်းအောင်နိုင်ရဲ့အာဏာသိမ်းစစ်သည်တချို့ကိုလည်းစောင့်ရှောက်ထားတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာလာရှိုးဒုတိယခရိုင်ရဲမှုလှမျိုးဟာကြားပါရေးပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့အောင်မြေသာဇံမြို့နယ်မှာစစ်တပ်အထက်တပ်သားတွေစုဆောင်းပေးနေတဲ့စစ်ကောင်စီခန့်မေဃဂီရိရက်ကွက်အုပ်ချုပ်ရေးမှူးဖြိုးတန်တာအောင်နဲ့ညမဖြစ်သူတို့ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဒီကနေ့ဩဂတ်လ6ရက်နေ့မနက်9နာရီခွဲအချိန်မန္တလေးမြို့အောင်မြေသာဇံမြို့နယ်မေဃဂီရိရက်ကွက်78လမ်းနဲ့82လမ်းတောင်မှာစစ်ကောင်စီခန့်မေဃဂီရိရက်ကွက်အုပ်ချုပ်ရေးမှူး ချိုးတန်တာအောင်နဲ့ညမခင်ဖုံးစုတို့ကိုဆိုင်ကယ်နဲ့တနတ်သမားတချို့ကပြက်ခတ်ခဲ့တဲ့အတွက်နှောက်စလုံးပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။မေဃဂီရိရက်ကွက်အုတ်ကြီးမကမေဃဂီရိရက်ကွက်ထဲတယ်မဟုတ်ဘူးတပ်သားတဲ့စုဆောင်ဖို့ဆိုပြီးတော့အောင်မြေသာဇံမြို့နယ်ထဲမှာအုပ်စုဖွဲ့လူစုတာအစင်းစစ်ပြီးတော့လူငယ်တွေကိုတပ်သားတဲ့အဖြစ်နဲ့စုဆောင်ဖမ်းဆီးတာတွေမှာရှေ့ဆုံးကနေပါခဲ့တာမြို့နယ်အုပ်ချုပ်ရေးမှုနဲ့စစ်တပ်ကသူ့ကိုအယံကိုသဘောကျတာ စစ်သားစုဆောင်ရေးမှာအရန်ကိုတက်ကြွတဲ့အုပ်ကြီးမှပါလို့အောင်မြေသားဆန်မျိုးနယ်ကပြည်သူတို့ကရှင်းပြထားပါတယ်လက်ရှိမှာစစ်တပ်ကမန္တလေးနဲ့အောင်မြေသားဆန်မျိုးနယ်တို့မှာဂိတ်ချစစ်ဆေးမှုများလှုပ်ဆောင်နေပြီးတော့ CCTV မှတ်တမ်းများကိုလည်းလိုက်လံတောင်းခံနေတယ်လို့သိရပါတယ်ပြစ်ခတ်သွားတဲ့နားမှာ CCTV တွေရှိသလားဆိုပြီးတော့လိုက်မင်းနေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်မန္တလေးမှာ များမကြာမီတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းများကြောင့်စစ်ကောင်စီကလုံခြုံရေးတင်းကြပ်မှုများလှုံ့ဆော်လာတဲ့အပြင်ရဲစခန်းများတပ်စခန်းများနဲ့မြို့တွင်းအထက်မြင့်တိုက်အမြင့်များမှာနေရာယူပြီးတော့ကင်းမုံချထားမှုများစနိုက်ပါတော်မှားများချထားမှုများရှိနေတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတက္ကသိုလ်မှာစစ်ကောင်စီရဲ့မန္တလေးတိုင်းဝင်ကြီးချုပ်မျိုးအောင်နဲ့ပညာရေးဝင်ကြီးလာရောက်မယ်ဆိုတာကိုသတင်းရရှိတဲ့အတွက်အမျိုးသမီး PDF များကဘုံခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်စ်လ6ရက်နေ့မနက်7:45မိနစ်ခန့်ကမန္တလေးတက္ကသိုလ်မှာရှိတဲ့ UTC တက္ကသိုလ်၄ကျင်းရေးတပ်အနီးဝန်းကျင်မှာတလုံးအရန်တရင်အနီးမှာတလုံးတိုက်မိုင်းနှလုံးနဲ့ကြပြိုင်နဲ့ထက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်တရဲဆန်5ကပြောရေးဆိုခွင့်ရှိသူကိုစောကျုံကပြောပြထားပါတယ်စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနကအထက်မြန်မာပြည်ကျောင်းပေါင်းစုစာဖတ်စွမ်းရည်ပြိုင်ပွဲကိုမန္တလေးတက္ကသိုလ်မှာကျင်းပခဲ့ရာစစ်ကောင်စီခန့်မန္တလေးတိုင်းဝန်ကြီးချုပ်မျိုးအောင်နဲ့ပညာရေးဝန်ကြီးတို့တက်ရောက်မှာကိုသတင်းရရှိတဲ့အတွက်ကြောင့်ရွှေဘိုခရိုင်တရဲဆန်5လက်အောက်ခံ CMSRDF လက်ရွေးစင်အမျိုးသမီးရဲဘော်များကတက္ကသိုလ်အတွင်းကိုဝင်ရောက်ပြီးတော့တိုက်မိုင်းနဲ့ကြပြိုင်နက်ထဲဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရွှေဘိုခရိုင်တရဲဆန်5ကအတည်ပြုထားပါတယ်ဖောက်ခွဲခဲ့တာနှစ်နေရပါနီးပါတယ် UTC တက်ကတော့အရန်တက်ရင်းနဲ့ဝင်နှင်းတပေညာဘက်နောက်စစ်ကောင်စီတပ်သားတွေတက်ဖြတ်လုံခြုံရေးယူတဲ့နေရာပါထိခိုက်ကြဆုံးမှုရှိပါပါကြိုးတင်တရင်ရတဲ့အတွက်သူတို့နေရာယူလိရှိတဲ့နေရာကိုထောင်ထားတာပါလို့ရွှေဘိုခရိုင်တက်ရင်း15ကပြောရေးဆိုခွင့်ရှိသူကိုစောကြုံကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုအတွဲမှာစီရေးပြမှတ်ဖြစ်တဲ့စစ်ကောင်စီရဲ့ဝင်ကြီးများနဲ့အဆောင်စစ်သားများကိုအဓိကထားတိုက်ခိုက်ခဲ့ပြီးတော့စီရေးပြမှတ်မဟုတ်တဲ့ဆရာဆရာမများနဲ့ចောင်းသူចောင်းသားများအောင်မထိခိုက်စေရန်ဂရုစိုက်ပြီးတော့စီရေးဖော်ဆောင်ခဲ့ကြောင်းကိုရွှေဘိုခရိုင်တက်ရင်း15ကထပ်မံအသိပေးထားပါတယ် လူကြီးရဲ့လုံခြုံရေးယူရဲထဲမှာပါမဲ့ဖယဲသီးရဲ့သတင်းပေးချက်အရဝင်ကြီးတွေတက်မှာကိုသိရတော့မရှင်ဖော်ဖို့အတွက်လက်ရွေးစင်ရဲမေတွေကိုရွေးချယ်ပြီးတော့ဆေးလွတ်ခဲ့တာပါအမျိုးသမီးရဲမေတွေကလည်းအမျိုးသားရဲဘော်များနီးတူဒန်းတူဆောင်ရွက်နိုင်စွမ်းရှိပါတယ်လို့ရွှေဘုတ်ခရိုင်တိုင်ရင်ဆန်5ကပြောရေးဆိုခွင့်ရှိသူကိုစောကြုံကပြောဆိုခဲ့ပါတယ်ဘုံပောက်ကွဲပြီးတဲ့နောက်မှာ83လမ်းနဲ့35လမ်းဘက်ကစစ်ကားများချက်ချင်းရောက်ရှိလာကြောင်း Voice of Mandalay အဖွဲ့ကအတိပေးထားပါတယ်၎င်းစစ်စင်ရေးကိုရွှေဘိုခရိုင်တပ်ရင်း5 Eagle Guerrilla Force ဘိုကောက်ယို Civilian Military စကိုင်း Region Defense Force ရဲ့လက်ရွေးစင်အမျိုးသမီးရဲဘော်များကတွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရွှေဘိုခရိုင်တပ်ရင်း5ဟာ1027စစ်စင်ရေးအပိုင်းနဲ့ရှမ်းပန်းစစ်စင်ရေးမှာ Mandalay PDF နဲ့အတူမြို့သိမ်းတိုက်ပွဲများမှာပါဝင်ဆင်နွှဲနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ပြည်ထောင်စုဝန်ကြီးဟောင်းစိုးထုတ်က တရုတ်ကုမ္ပဏီနဲ့ပူးပေါင်းထုတ်လုပ်တက်ဆင်ခဲ့တဲ့ drone တားဆီးရေး drone guard များကတော်လိုင်းတပ်များရဲ့ drone များကိုတားဆီးနိုင်ခြင်းမရှိတာကိုစစ်ဆေးတွေ့ရှိခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ထောင်စုဝန်ကြီးဟောင်းစိုးထုတ်ကတရုတ်နိုင်ငံမှာရှိတဲ့ drone guard များတက်ဆင်ထုတ်လုပ်တဲ့ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့ကုန်သွယ်ရေးစခန်းများစစ်ဆေးရေးဂိတ်များရဲစခန်းများထွေးအုပ်ရုံးများမှာ drone guard များတက်ဆင်ခဲ့တယ်လို့သိရပါတယ်။အခုလိုတက်ဆင်ရမှာပြည်ထောင်စုဝန်ကြီးဟောင်းစိုးထုတ်ကသူကိုယ်တိုင်အာမခံတယ်ဆိုပြီးတော့ drone တင်တာများကိုသူကိုယ်တိုင်ရယူပြီးတော့ တရုတ်ကုမ္ပဏီနဲ့ပူးပေါင်းတက်ဆင်ခဲ့တယ်လို့သိရပါဗါးဒါပေမဲ့အမှန်တကယ်တော်လိုင်းအတပ်များက drone များနဲ့ဘုံကျတဲ့အခါမှာဝင်ကြီးဟောင်းစိုးထော့အာမခန်ဝယ်ယူတက်ဆင်ခဲ့တဲ့ drone gap များဟာ တော်လိုက်တက်များရဲ့ drone များကိုလုံးဝတားဆီးနိုင်ခြင်းမရှိတာကိုစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့သိရပါဗျ။ပြည်ထောင်ဝင်ကြီးဟောင်းဗိုလ်ချုပ်ကြီးစိုးထုတ်က drone တွေကို60ရာခိုင်နှုန်းကာကွယ်တားဆီးနိုင်ပါတယ်ဆိုပြီးတော့ပြည်ထုတ်ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့ drone တွေကိုထုတ်လုပ်ဝယ်ယူတက်ဆင်ခဲ့ပါတယ်။2022ခုနှစ်2023ခုနှစ်အတွင်းမှာတက်ဆင်ခဲ့တာပါ။ဒါပေမဲ့အဲ့ဒီ drone ကတွေကလုံးဝကိုအလုံးမဖြစ်တာကိုတွေ့ရပါတယ်။အခုစီစစ်တွေ့ရှိချက်အရအဲ့ဒီ drone ကတွေက drone တွေနဲ့ဘုံလာကျဲတာကိုလုံးဝကာကွယ်တားဆီးနိုင်မှုမရှိတာကိုစီစစ်တွေ့ရှိရပါတယ်လို့ စစ်ဘက်သတင်းအရင်းမြစ်ကပြောကြားထားပါတယ်လက်ရှိမှာပြည်ထရေးဝန်ကြီးဟောင်းစိုးထုတ်ကတာဝန်ခံပြီးတော့တရုတ်ဒရုန်းကတ်များတပ်ဆင်ထားတဲ့စစ်စေးရေးစခန်းများတွေကမုတ်ပလင်စစ်စေးရေးဂိတ်ဟာမကြာခဏဆိုးသလိုဒရုန်းနဲ့ပုံကျဲခံနေရတယ်လို့သိရပါတယ်စိုးထုတ်ကဒရုန်းကတ်တွေကိုဝယ်ယူတပ်ဆင်ခဲ့တဲ့စစ်စခန်းများမှာမူဆယ်တရ5မိုင်ကုန်းသွယ်ရေးစုံမယန်းကြောင်အမြဲတမ်းစစ်စေးရေးစခန်းညောင်ခါရှိ X-ray စစ်စေးရေးဂိတ် တရာကျိုးပူပေါင်းစစ်စည်ရေးစခန်းမြဝတီကုံသွေးရေးစုံအပါဝင်ကုံသွေးရေးစခန်းများစစ်စည်ရေးဂိတ်များထွေအုံရုံးများပါဝင်တယ်လို့သိရပါတယ်အချမ်းဖတ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြည်ထောင်ဝေကြီးဟောင်းစိုးထုတ်ကို2023နှစ်စက်တင်ဘာလ25ရက်နေ့မှာယာရုကနေထုတ်ပယ်အနာပေးခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့စစ်ခုံရုံးက2023ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာ ထောင်ဒဏ်၅နှစ်ချမှတ်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့စစ်တရားရုံးကစိုးထုတ်ကိုမြန်မာနိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရန်အတွက်ကုမ္ပဏီများကအကူအညီတောင်းခံမှုအပေါ်ယာရုနဲ့လုပ်ပိုင်ခွင့်ကိုမလျော်ဩဇာအသုံးပြုခြင်းတစိုးလက်ဆောင်လက်ခံရယူခဲ့ခြင်းပြည်ထောင်စုဝန်ကြီးဌာနရဲ့ဝန်ထမ်းတပ်သားချောင်းချီရဲ့ရန်မုံငွေဆိုင်ရာဗန်ဒါရေးလုံထုံးလုံနေတဲ့ညီညွတ်မှုမရှိတဲ့ဆောင်ရွက်မှုများအပေါ်ထိမ့်သိမ့်ကြက်မှတ်ကိုကဲရန်ပြက်ကွက်ခဲ့ခြင်းတို့ကြောင့်ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့စစ်တပ်ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်မြင်းရံတောင်သာလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကကိုဦးသေးဆုံးကတအူးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ3ရက်နေ့မနက်6:00နာရီအချိန်ကစပြီးတော့တောင်သာမြို့နယ်မြင်းရံတောင်သာလမ်းပိုင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကလမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေတဲ့အချိန်တောင်သာမြို့ကနေအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းထွက်လာခဲ့ပြီးတော့တောင်သာမြို့မြောက်ဘက်ကြောက်ခွဲဆက်မှာအထိုင်ချကပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များစစ်ဆေးနေတဲ့ဘက်ကိုလက်နက်ကြီးနဲ့နှလုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုပစ်ခတ်တိုက်ခိုက်ပြီးတဲ့ ဲ့နောက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကအနီးကပ်မီတာ80အထိကိုချင်းကပ်ကကြောက်ခွဲဆက်မှာအထိုင်ချနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို40မမနဲ့ပြစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့သိရပါဗျ။အ အဲ့ဒီကြောက်ခွဲဆက်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များစစ်ဆေးရေးလှုပ်ဆောင်နေတဲ့ဘက်ကိုထပ်မံစစ်ကြောင်းထိုးလာခြင်းကြောင့်ကင်းမုံဝင့်နေတဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များနဲ့တိုက်ပွဲ၁၀မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးထပ်မံတေဆုံးက9ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တော်လိုင်းတပ်ဖွဲ့ဝင်များလမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေတဲ့အချိန်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့လမ်းပိုင်းစစ်ဆေးတော့တောင်သားမျိုးတွေကနေကြောက်ခွဲဆက်ဘက်ကိုထွက်လာပြီးတော့အထိုင်ချတယ်။ကျွန်တော်တို့စစ်ဆေးတဲ့ဘက်ကိုလက်နက်ကြီးနဲ့နှလုံးထုတယ် အဲ့ဒါနဲ့40မမနဲ့သွားပြစ်တာပြီးတော့စစ်ကြောင်းထတ်ထွက်လာတော့ကျွန်တော်တို့လုံခြုံရေးကင်းမုံနဲ့ထပ်ပြီးတော့ထိတွေ့တိုက်ပွဲဖြစ်တာတိုက်ပွဲက10မိနစ်15မိနစ်လောက်တော့ကြာခဲ့တယ်လမ်းဘိုင်းကိုဆက်ဆေးတော့နှစ်ဦးတော့ဖမ်းမိတယ်တဦးပဲပြူစောထီးဆိုပြီးတော့အတီးပြုတ်လို့ရတယ်ကျန်တဲ့တဦးကတော့အတီးပြုတ်လို့မရသေးဘူးလို့မြင်းညာခရိုင်တိုင်ရင်တုံးကတာဝန်ရှိသူတို့ကပြောပြထားပါတယ်လမ်းဘိုင်းလုံခြုံရေးဆက်ဆေးမှုအတွင်းမှာကျန်နေခဲ့တဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များရဲ့စိုင်းကဲ9စီးနဲ့ပြည်သူ့ပိုင်းမြေစီယုံတစ်ခုကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကမိရှုဖျက်ဆီးသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုမြင်းညာခရိုင်အမှတ်3တိုင်ရင်နဲ့ တောင်သာမြို့နယ်ပကဖအဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးအတိုင်းစင်ကူးမြို့နယ်လက်ပံလှရွာကိုအချမ်းဘတ်စစ်ကောင်စီကနှစ်ရက်ဆက်တိုက်လေးချောင်းကနေဘုံကျဲတက်ခတ်ခြင်းကြောင့်ပြည်သူတအုပ်တိတ်ဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်စ်လ6ရက်နေ့မနက်အစောပိုင်း2:30နာရီမိနစ်ခန့်မှာအချမ်းဘတ်စစ်ကောင်စီကစင်ကူးမြို့နယ်လက်ပံလှရွာငင်းချမ်းအောင်ရက်ကွက်ကိုလေးချောင်းကနေပြီးတော့ဘုံကျဲတက်ခတ်ခဲ့ခြင်းကြောင့်ပြည်သူတအုပ်တိတ်ဆုံးကတအုပ်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲဩဂတ်စ်လ9ရက်နေ့ညနေပိုင်းကလည်းအချမ်းဘတ်စစ်ကောင်စီကလေးချောင်းကနေဘုံကျဲတက်ခတ်ခြင်းကြောင့်လက်ပံလှရွာပြည်ဆိုးအောင်ရက်ကွက် ော်မှာရှိတဲ့စာတင်ကြောင်းမူလာရန်ကြောင်းခွဲတာပါစပုတ်ကလေးကဈေးယုံဈေးဆိုင်များထိခိုက်ပျက်စီးခဲ့ရပြီးတော့အရက်သားပြည်သူများထိခိုက်မှုမရှိကြောင်းသိရှိရပါတယ်။ဒါ့အပြင်ကြောင်မြောင်းမြို့မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီကလည်း120မမလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ခြင်းကြောင့်လက်နက်ကြီးကြီးလေးလုံးကျရောက်ပောက်ကွဲခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။